InShot application နဲ့မှာဒီလိုမျိုးမြန်မာဖောင်းအလှလေးတွေအလွယ်တကူထည့်လို့ရမယ့်နည်းလေးကိုဒီနေ့မှာကျွန်တော်ပြောပြပေးပါမယ်ဗျ။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Testy Mobile ပါဗျ။အဲကျွန်တော်တို့ iPhone မှာရတဲ့နည်းလေးကိုလောက်ပြပေးမှာဖြစ်ပါရဲ့ဗျ Android တော့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်လည်းအအတိအကျတော့မသိဘူးဗျ iPhone နဲ့မှာဆိုရင် Safari ရဲ့ကိုဝင်လိုက်ပါဗျပြီးလို့ရှိရင် Myanmar Unicode Font ဆိုပြီးရှာလိုက်ဗျရှာလိုက်လို့ရှိရင်ဒီအပေါ်ဆုံးမှာကျလာရဲ့ GitHub ဆိုရဲ့အောင်အောင်မျိုးကျော်ဆိုရဲ့အဲဒီအပြစာတန်းလေးပေါ့အဲ website လေးတွေကိုတစ်ချက်ဝင်လိုက်ပါဗျ ပြီးလို့ရှိရင်ကျွန်တော်တို့ကအင်းဘာတွေရွေးလို့ရမလဲဆိုလို့ရှိရင်ဒီမှာ download unicode font ဆိုတာလေးရှိရဗျအကောင့်လေးကိုတစ်ချက်နှိပ်ပေးပါဗျဒီလိုမျိုးပေါ်လာမယ်ဗျဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဘယ်ဟာနှိပ်ရမလဲဆိုရင် soft um soft code zip ဆိုတာလေးနှိပ်လိုက်ပါဗျပြီးရင်ဒီ download ကိုတစ်ချက်ပြန်နှိပ်လိုက်ပါဗျ download ကိုနှိပ်ပြီးရင်ကျွန်တော်ဒီအများလေးရှိမယ်ဗျဒီအများလေး အဲ့ညာလေးကိုတစ်ချက်နှိပ်ပေးပါနှိပ်ပြီးရင်ဒီမှာ download ဆိုတာရှိရဲ့ဗျာပြီးတော့တစင်ချင်းကိုအသေးစိတ်ပြောပြပေးပါမယ်ဗျာ file လေးတွေ့လိုက်မယ်အဲ့ file လေးကိုတစ်ချက်နှိပ်လိုက်ပါဗျာအဲ့ကျွန်တော်ဒီ file လေးတွေ့လိုက်မယ်ဗျာအဲဒါတော့ကျွန်တော်အခု download ဆွဲလိုက်တဲ့ file လေးပေါ့အဲ့ဒီ file လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါဗျာတစ်ချက်နှိပ်တယ်နဲ့သူ့အတူ auto zip file ဖြည်သွားပါပြီဗျာဒါဆိုလို့ရှိရင် zip file ဖြည်သွားပါပြီကျွန်တော်ကအဲထည့်ခြင်းနေဆိုလို့ရှိရင် in short application နဲ့မထည့်ရသေးရဲ့ အဲ in short application တွေကိုဝင်လိုက်ပါဗျအဲဒီဖုန်းလေးဆိုရင်ကျွန်တော်မထည့်ရသေးဘူးပေါ့ဘလို့ထည့်မလဲဆိုလို့ရှိရင်ဒီမှာ AA တဲ့ကိုသွားဗျပြီးရင်ဒီမှာ import ဆိုတာရှိရဗျ import ကို import ကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင် file ကိုရွေးပါဗျအဲ file ကိုရွေးရင်ဒီလိုပုံစံလေးလာမယ်ဗျအဲဒါဆိုရင်ကျွန်တော်ကအစောတော့ရှာရဲ file ကိုအဲထည့်ထားရဲ file ကိုရှာရမယ်ဗျအဲဘလို့ရှာမလဲဆိုရင်ဒီမှာ download ထည့်ကိုတစ်ချက်ဝင်လိုက်ပါပြီးလို့ရှိရင်ဒီမှာမြန်မာ unicode ဆိုတာတွေ့လိုက်မှာဗျအဲဒီမှာ file နေအများကြီးရှိလိုက်မှာဗျအဲမှာအဲမိတ်ဆွေကြိုက်တဲ့ file နေကိုရွေးပြီးတော့ထည့်လို့ရပါတယ်ဗျဒီမှာအကုန်လုံး font အကုန်လုံး font နေပဲဗျအားကြီးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် file တစ်ခုတည်းကိုဝင်ဝင်ပြီးဒီအောင်နှိပ်လိုက်ဗျအဲဒါဆိုလို့ရှိရင်ကျွန်တော် font အဲထည့်ပြီးသွားပြီဖြစ်ပါတယ်ဗျအဲနောက်ထပ် font တစ်ခုထည့်ထည့်ပြပါအောင်မယ်ဗျအဲနောက်ပြန်ထွက်လိုက်ပါအဲကျွန်တော်အစီအပြေမဲ့ဖောင်လေးကိုသူကတော့ဖောင်က50ကျော်ပါမယ်ဗျတကူကြီးဝင်လာ လို့ပုံစံလေးပေါ့ဒါကြောင့်မြန်မာဖောင်းဖြစ်တဲ့အတွက်မြန်မာစာကိုအဓိကပူဇော်ပေးရပါကျွန်တော်တစ်ချက်ပြပေးမယ်ဗျလူပုံစံလေးပို့ပါမယ်ဗျ။ အဲဟုတ်ကဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျအဲအဆင်မပြေရစုတစ်ခုတစုံတွေရှိခဲ့ရဆိုလို့ရှင်လေအဲကျွန်တော်ဒီအဲ message ထဲမှာအဲဒါမှမဟုတ် comment တွေမှာဖြစ်ဖြစ်အဲမှတ်ထားခဲ့ပါဗျကျွန်တော်ပြန်ဖြေပေးပါမယ်ဒါတော့ကျွန်တော်ပုံမှန်သုံးနေကြအဲပုံမှန်သုံးနေကြအောင်မဟုတ်ခုတလောမှာသုံးပြတဲ့ insure application နဲ့ video editing မှာအဲအသုံးပြတဲ့မြန်မာ font ထည့်နေလေးဖြစ်ပါတယ်ဗျဗီဒီယိုဆုံးသတ်ကြည့်ပေးတော့လေအားလုံးကိုကျေးဇူးပါ